ယူကရိန်းနိုင်ငံဆူမီမြို့ကိုရုရှားကဒုံးကျည်တွေနဲ့အပြင်းထန်ပစ်ခတ်တိုက်ခိုက်ပါတယ်။တေဆုံးထန်ရထိခိုက်သူများပြားတယ်လို့သိရပါတယ်။ရုရှားကပယ်ထိန်ဒုံးကျည်နဲ့ပစ်ခတ်ပြီး AB 73ရဲ့မနက်ပိုင်းကယူကရိန်းမြောက်ပိုင်းဆူမီမြို့ရဲ့လမ်းမတွေပေါ်မှာအလောင်းတွေပြန်ကျင်းနေပါလေ။ဒုံးကျည်နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရတဲ့အကြောင်းကိုဆူမီမြို့တော်ဝန်က AB 73မှာကြေညာချက်ထုတ်ပါလေ။တိုက်ခိုက်မှုတွင်လူ22ဦးထပ်မံနေသေးပြီး83ယောက်ဒဏ်ရာရတယ်လို့ ယူကရိန်းပြည်ထောင်စုကြီးအီဟိုကလီမန်ကိုကပြောပါတယ်ရုရှားရဲ့တိုက်တက်ခတ်မှုဟာအမေရိကန်ကဂျာဝင်စစ်ဆက်ပေးထားတဲ့အပြစ်ခတ်ရစဲရေကိုပျောင်ပျောင်တင်းတင်းချိုးဖောက်လိုက်တာပဲဖြစ်ပါတယ်တိုက်ခိုက်မှုတွင်မှာလူ21ယောက်ထက်မနည်းသေပြီး83ယောက်ဒဏ်ရာရပါတယ်။ယူကရိန်းသမ္မတဆီလက်စကီကအခုနှစ်တွင်ယူကရိန်းပေါ်သေပြောက်အများဆုံးတိုက်ခိုက်မှုဖြစ်ခဲ့တဲ့အဲ့ဒီတိုက်ခိုက်မှုကိုရှုတ်ချပြီးရုရှားဆိုရပေါ်နိုင်ငံတကာကပြင်းပြင်းထန်ထန်တုံ့ပြန်ဖို့တောင်းဆိုခဲ့ပါတယ်။ လူစုတွေသာဒီလိုလုံတိုက်ပါလေ။တာမန်ပြည်သူတွေရဲ့အသက်ကိုနှုတ်ယူသွားတာလို့ဆိုရှယ်မီဒီယာမှာဇလန်စကီက ရေးပါလေ။မြေပြင်ပေါ်မှာတော့လောင်းနေဖြက်စီးသွားတဲ့ဘတ်စကားစီးနဲ့မျိုးလမ်းမလည်းပါမီးလောင်တဲ့ကားတွေကိုပြထားတဲ့ဗီဒီယိုတိုးကိုလည်းလူမှုကွန်ရက်မှာဖော်ပြခဲ့ပါလေ။ဒီနေ့ကလူတွေဖျားကြောင်းသွားမယ်နေ။ဂျေယုစနေမျိုးတွေကိုဖျားသခင်ဝင်ရောက်တဲ့ပွဲလို့ဇလန်စကီကပြောပါလေ။နေကြောင်းကနေတိုက်ခိုက်ခံရချိန်မှာ သေဆုံးသူတွေဟာလမ်းပေါ်ကားပေါ်ဘတ်စကားတွေရထားတွေပေါ်နဲ့အဆောင်တွေမှာရှိနေကြတယ်လို့ပြည်တယ်ဝန်ကြီးကပြောပါတယ်။ယူကရိန်းဟာစစ်ဘက်ဆိုင်ရာနေရာတွေကိုပြစ်မှတ်ထားတိုက်ခိုက်တာမဟုတ်ပဲနဲ့တမင်သက်သက်ဒီလိုမျိုးအများပြည်သူတွာလာလှုပ်ရှားနေတဲ့နေရာတွေကိုပြစ်ခတ်တိုက်ခိုက်တာဟာရာဇဝတ်မှုကိုကျူးလွန်တာပဲဆိုပြီးပြင်းပြင်းထန်ထန်ပြောပါတယ်။ အခုလိုမျိုးယူကရိန်းမှာရုရှားကဒုံးကျည်နဲ့တိုက်ခိုက်မှုကြောင့်လူ30ဝန်းကျင်သေဆုံးခဲ့တဲ့ဖြစ်ကိုနောက်နိုင်ငံတွေကရှုတ်ချပါလိမ့် AB 73မို့တဲ့ခန်းနေချိန်လောက်မှာပဲပယ်ထိန်30ဆင်းဟာယူကရိန်းရဲ့ဆော်မီမျိုးမျိုးတော်ခံမကိုထိမှန်ပြီးအနီးနားမှာရှိတဲ့ပြည်နယ်တက္ကသိုလ်နဲ့အစည်းအဝေးခန်းမကြီးပေါက်ကွဲဖြစ်စီသွားပါလေဒီတိုက်ခိုက်မှုကြောင့်ကလေးနှုတ်ဦးပါဝဲ34ဦးထက်မနည်းသေဆုံးတယ်လို့သတင်းဌာနချို့ကတော့ဖော်ပြပါလေ 119ခုတင်ရန်ရခဲ့ပါတယ်။တိုက်ခိုက်မှုဖြစ်ပွားတဲ့အခြေအနေဟာတော်တော်ဆိုးပါတယ်လို့ဆိုပါတယ်။ American နိုင်ငံဂျာယီကွန်ကြီးမာကိုရီဗီယူကတော့ရုရှားရဲ့အခုတိုက်ခိုက်မှုဟာဆိုးဝါးကြမ်းကြုတ်လွန်တယ်လို့ဝေဖန်ခဲ့ပါတယ်။အခင်းဖြစ်နေရာသွားရောက်ကြည့်ရှုခဲ့တဲ့ယူကရိန်းသမ္မတဆီလန်စကီက American သမ္မတထရန့်အနေနဲ့ဆွေးနွေးမှုနဲ့ပတ်သက်လို့ဘာဆုံးဖြတ်ချက်မှမချသေးခင်ဘာညှိနှိုင်းမှုကမှအဆမပြေသေးခင် ယူကရိန်းမှာပြည်သူတွေရက်သားတွေစစ်သူရဲကောင်းတွေကလေးတွေတည်ကျင်နေတာဖျားเจ้าတွေနဲ့ဆေးရုံတွေပျက်စီးနေတာကိုကျေးဇူးပြုပြီးအရင်ဆုံးလာကြည့်စမ်းပါလို့ CBS တင်ထဏာကိုပြောပါတယ်။ American နိုင်ငံသားဝန်ကြီးမာကိုရီဗီယိုကတော့ထိခိုက်သေးဆုံးသူတွေရဲ့မိသားစုနဲ့တူထပ်တူစာနာဝန်ထဲကြောင်းပြောခဲ့ပြီးဒီဖြစ်စဉ်မျိုးကတမနော့ထရန့်ရဲ့အစိုးရအနေနဲ့စစ်ပွဲကိုရက်ဆိုင်ဖို့အချိန်နေအားထုတ်မှုတွေအများကြီး ဘာကြောင့်ပြုံနံထားလဲဆိုတာမြင်သာစေတဲ့သတိပေးမှုပါလို့ပြောပါလေ။နောက်ပြီးခုတိုက်ခိုက်မှုဟာယုံကြည်မှုကိုအလွဲသုံးစားလုပ်တဲ့ကိစ္စဆိုဝါပြီးရွေချက်ရှိရှိကျူးလွန်တဲ့စိတ်ရဆွေမှုလို့မာကိုရဗီဝါပြောပါလေ။အတာကင်ယာရုတတံပြီးဆုံးတော့မယ်။ဂျာမန်ဒီပတီအိုလက်ရှိုးကလည်းရုရှားကငင်းချင်းရဲ့အတွက်တင့်ဖြစ်ပြီလို့ယူဆဖို့ထိုက်တန်ကြောင်းယုံကြည်ခြင်းတွေအတွက်ရုရှားရည်တည်ချက်ကဘာဆိုတာကို ဒီတက်ခိုက်မှုကတက်တည်ပြသွားတယ်လို့ဝေဖန်ပါတယ်။ပြည်ထောင်စုအမေရိကန်မက်ခရွန်ကရုရှားဟာလူသက်တယ်။နိုင်ငံတကာဥပဒေတွေနဲ့တမားထရန်တနမန်ရေးအားထုတ်မှန်သမျှလုံးဝပြုမဆိုင်ဘူးဆိုတာအတိအလင်းပြသတဲ့ပွဲပဲလို့ပြောပါရစေ။ဥရောပကော်မရှင်ကြီးကအာဆူလာဘူနာလီယန်ကဒီတက်ခိုက်မှုကိုကြမ်းကြုတ်ရိုင်းဆိုင်လုံးကြောင့်ပြောပါရစေ။ရုရှားဟာကျူးကျော်သူဖြစ်ဆက်ရှိနေပြီနိုင်ငံကဥပဒေကိုပြောင်ပြောင်တင်းတင်းချိုးဖောက်ခဲ့တာလို့ရှုတ်ချသွားပါလေ ဖြစ်တဲ့ဝင်ကျိုးစာကီယာရှောင်းမကလည်းစူမီမျိုးကရဲသားတွေကိုပြစ်မှတ်ထားတဲ့ရုရှားရဲ့အော်နှလုံးနာပေါ်ရာတိုက်ခိုက်မှုတွေကြောင့်တုံ့လှုပ်နာကျင်မိတယ်လို့ပြောသွားပါတယ်။ဒီတော်ရင်ကလသမကပြောရေးဆိုဝင်ရရှိနေကတော့တိုက်ခိုက်မှုတွေကြောင့်လည်းအရင်တုံ့လှုပ်ကြောင်းပြောပါတယ်။ရသားပြည်သူတွေရပ်ပတ်အဆောက်အုံတွေကိုတိုက်ခိုက်မှုဟာနိုင်ငံတကာလူသားချင်းစာနာမှုဥပဒေမှာတိတိကျကျလုံးဝမလုပ်ရလို့တောင်းမြစ်ထားတဲ့ကိစ္စဖြစ်ကြောင်းဘာအကြောင်းနဲ့လုပ်တာဖြစ်ဖြစ်ဒီလိုတိုက်ခိုက်မှုကိုရတန်းကရရမယ်လို့ကုလကပြောပါလေ ရုရှားကောက်ဝေးဝန်ကြီးဌာနကဒီတက်ခိုက်မှုကမြို့ထဲမှာရှိတဲ့စားပေါက်ဆိုင်တစ်ခုမှာယူကရိန်းစစ်အရာရှိချုံနဲ့နောက်နိုင်ငံရဲ့စစ်တပ်နဲ့ပြည်သူတွေစီဝေးလောက်တာပြစ်မှတ်ထားခဲ့တာလို့ကြေညာပါတယ်။ဒါပေမဲ့တိကျတဲ့ထောက်ထားထုတ်ပြန်မတော်ပါဘူး။အမေရိကန်က CSN ကိစ္စညှိနှိုင်းမှုတွေခရီးရောက်နေပါလေလို့ပြည်တွင်းပြောရမယ်။တက်ခိုက်မှုဖြစ်ပေါ်ရာဆန်မီနဲ့တင်မဝေးတဲ့နယ်စပ်မှာရုရှားစစ်တပ်ဟာထိုးစစ်ကြီးတစ်ခုလုံးကိုအင်အားလုံးရင်းစုယုံနေကြောင်းသတင်းတွေထွက်နေပါလေ။ နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်ကာဇာမားအစ္စရေးရဲ့ဘုံးကျဲတိုက်ခိုက်မှုကြောင့်အနည်းဆုံးလူ38ဦးထပ်မံသေဆုံးခဲ့ပါတယ်။စားလောင်ငတ်မွနေတဲ့ပါလက်စတိုင်းလူကိုအစားအစာပံ့ပိုးနေတဲ့စီဒနာဝန်ထမ်း6ဦးလည်းသေဆုံးသူတွေထံမှပါသွားပါတယ်။အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုပြီးမှပါလက်စတိုင်းရဲ့ဘက်ကာကွယ်ရေးဖွဲ့တွေဟာဂါဇာကမ်းမြောင်ဒေသကဂျာဘလီယာမြို့မှာပျက်စီးသွားတဲ့နေအိမ်ပျက်စီးတွေကြားမှာရှာဖွေခဲ့ကြပါတယ်။ ဂါဇာမြို့တော်က LRRC ကိုအစ္စရေးတပ်တွေကပုံကျဲတိုက်ခိုက်ပြီးတဲ့နောက်စေကူတာပြုစုမှုအနောက်ရှက်ဖြစ်ခဲ့လို့ပါလက်စတိုင်းကလင်းငယ်တယောက်တေဆုံးခဲ့ရပါတယ်ဟာမက်စ်ဖွဲ့ကြီးချက်နေတဲ့ဂါဇာကမ်းမြောင်တောင်ပိုင်းကခံယူနေမြို့နေတဝိုင်းမှာအာယုံတက်ချင်းကအစ္စရေးတို့ရဲ့တိုက်ခိုက်မှုနောက်တစ်ခုကတော့အိုးမဲ့အိမ်မဲ့မိသားစုတွေအတွက်ခိုးလုံရေးစခန်းကိုထိမှန်ခဲ့ပါတယ် ခိုင်ယူနစ်ရဲစခန်းအကြီးကဲပါဝင်ပါလက်စတိုင်းစစ်လေးဦးထံမှနေသေဆုံးခဲ့တယ်လို့ဟာမတ်စ်နဲ့ဂျမိုင်းအာနာပိုင်းတွေကပြောပါတယ်။အီဂျစ်ကတောင်နဲ့အမေရိကန်တို့ကပစ်ဇွေးနဲ့ဟာမတ်စ်နှစ်ဖက်ကြားကကွာဟာချက်တွေကိုပေါင်းကူဖို့ကြိုးပမ်းနေလို့ရက်တက်နေတဲ့ပြစ်ခတ်ရစေရေးသဘောတူညီချက်ကိုကဲတင်ဖို့ဟာမတ်စ်ကောင်ဆောင်တွေနဲ့ ကိုင်ရိုမှာစတင်ဆွေးနွေးခြင်းခုလိုတိုက်ခိုက်ခံရတာပါ။ဟူဒီဖွဲ့ဟာအစ္စရေးရဲ့တိကလေဆေကိုဒုံးကျည်နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ခိုင်မာပြောပါရယ်။ရှီမင်မျိုးတော်ဆာနာမျိုးနာကအမေရိကန်ကတိုက်ခိုက်လို့လူ6ယောက်သေဆုံးပြီးအယောက်20ထက်မနည်းဒဏ်ရာရတယ်လို့ရီမင်ကပြောပါရယ်။အစ္စရေးနဲ့ဟာမတ်စ်တို့ရဲ့ဂါဇာစစ်ပွဲမှာပါလက်စတိုင်း9000ကျော်သေဆုံးပြီး3000ကျော်ဒဏ်ရာရတယ်လို့ဂါဇာကျမိုင်ဝန်ကြီးဌာနကပြောပါရယ်။ အပြာစီးတွေအောက်မှာပျောက်ဆုံးနေသူပေါင်းထောင်နဲ့ချီဟာသေဆုံးနေခဲ့ပြီးပြီလို့အစိုးရသတင်းမီဒီယာတွေကယူဆထားလို့စုစုပေါင်းသေဆုံးသူအရေအတွက်ဟာ6100လောက်ကျော်လောက်ပြီလို့ပါလက်စတိုင်းအစိုးရမီဒီယာယုံကပြောပါတယ်လက်ရှိမှာတော့အစ်ဇွေနဲ့ဟာမတ်ဂျာရင်မှာလည်းတိုက်ပွဲတွေပြန်လည်ပြင်းထန်လာဖို့အတွက်ဦးတည်နေတာဖြစ်ပါတယ်နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်ထိုင်းဝန်ကြီးချုပ်ပီတုံတန် ရှင်နာဝက်ဟာသူမစာတီချင်းမိုင်မှာ ဖခင်ခင်မွန်းတဲ့ရင်သွေးနှိုးနဲ့တူတကြံပွဲဆင်နွှဲနေတယ်လို့သိရပါတယ်။ထိုင်းဝန်ကြီးချုပ်ပေတုံတန်ဟာ AP 73နေ့ကအချင်းမှန်ကိုရောက်ရှိခဲ့ပြီးဖခင်ခင်မွန်းရင်သွေးနှိုးနဲ့တူထိုင်းရိုးရာဆုံခရန်နှစ်တကူပွဲကိုဆင်နွှဲခဲ့ကြောင်းသိရပါတယ်။သူမဟာလီဒက်လီနဲ့ဝဲ41ကောမန်လီစေကိုရောက်ရှိခဲ့ပြီးခင်မွန်းတဲ့ပီတာကာစုကာစွတ်နဲ့သူတို့ကလီနှစ်ဦးကိုတွေ့ဆုံခဲ့ပါတယ်။အဲဒီနောက်ဝန်ကြီးချုပ်ဦးသားစုဟာဖခင်ပြည်သူဝန်ကြီးချုပ်ဟောင်း သက်စင်ဆောင်ဆန်းနေတဲ့ချင်းမိုင်မှာရှိတဲ့ဝတ်တုမုံဖျားကြောင်းကြီးကိုဆက်သွားပါတယ်။ဝန်ကြီးချုပ်ပေလုံနဲ့ဟာဖခင်ကိုနှုတ်ဆက်ပြီးနောက်ဘုန်းကြီးကျောင်းမှာကျောင်းလိုက်ဆရာတော်ကိုဖုံးပြပါလေ။ဆရာတော်ကဝန်ကြီးချုပ်နဲ့သူ့ရဲ့မိသားစုကိုအဆောင်လက်ဖွဲ့တွေပေးတယ်ဆိုပါလေ။ဝန်ကြီးချုပ်မိသားစုကရှေးဟောင်းဦးမင်လှိုင်ကောင်းတွင်မှရှိတဲ့ဗုဒ္ဓရုပ်ဘွားတော်တွေနဲ့ဖူးမြော်ခဲ့ပါလေ။နောက်ပိုင်းသက်စင်ဟာတကြံပွဲတော်ဆင်လာရာဒေသတွင်းအစိုးရအရာရှိတွေနဲ့တောင်းရှိသူတွေကိုရှေးဘက်လောင်းဝပြုခဲ့ပါလေ။ထိုင်းဝန်ကြီးချုပ်ပေတုတ်တန်ရှင်နာဝဲဟာ သူမဖခင်သစင်ရဲ့လောင်းရင်အောက်မှာရှိနေတယ်ဆိုပြီးပြီးခဲ့တဲ့ယက်ဇ်ဘက်ကလည်းလွတ်တော်မှာအယုံကြည်ရှိအစိုးတင်ခံရပါတယ်။ဘုန်းကြီးရုပ်ပေတော့နဲ့ရှင်တော်ဘက်ကတော့သူမဟာဖခင်အကြံပေးမှုတွေရှိခဲ့ပေမဲ့လည်းသူမရဲ့ဆုံးဖြတ်ချက်တိုင်းဆောင်ရွက်နေတာလို့ဆိုပါတယ်။ဒါအပြင်ဒီနေ့ကြောက်တဲ့ကြံမှာလည်းဘုန်းကြီးရုပ်ပေတော့နဲ့ကထိုင်းနှစ်သူတို့အားလုံးရဲ့နှလုံးသားတွေပေါ်ပါပျော်ရွှင်ပါစေ။စွမ်းအားတွေပြန်လည်ပြေဝပါစေ။ အလောက်ကိုအားမဲ့ဖြစ်နေပြန်စားတင်နိုင်ပါစေ။အောင်မြင်ချမ်းသာပြီးကျန်းမာစွာနေစဉ်ပျော်ရွှင်မှုကိုရရှိပါစေကြောင်းဆုတောင်းပေးတယ်ဆိုပြီးတင်းကြံပွဲမှာပြောသွားပါတယ်။နောက်ထပ်သင်ဖို့ပြောချင်ပါတယ်။ဒီလူငယ်လေးကတော့အနာဂတ်ရဲ့ Elon Musk ဆိုပြီးရှင်ညွန်းခေါ်ဝေါ်ခံနေရပါတယ်။မှန်ပါတယ်ဒီလူငယ်လေးဟာအခုမှအသက်30တောင်မပြည့်သေးတဲ့လူငယ်လေးပါ28နှစ်ရွယ်ဝန်းကျင်သာရှိသေးပြီး ိုဟာနီးပညာကော်မတီတစ်ခုတည်ထောင်ဟာခုဆိုကမ္ဘာဘီလီယံနာစီးရင်မှာဝင်လာပါပြီ။ဒါကြောင့်သူ့ကိုအီလိုမတ်ဖြစ်မကြာခဏရည်ညွှန်းခံနေရပါလေ။သူ့နာမည်ကတော့အလက်ဇန်းဒါဝမ်ဖြစ်ပါတယ်။အလက်ဇန်းဒါဝမ်ကို1969မှာ အမေရိကန်ပြည်တော်စုနယူးမက္ဆီကိုမှမွေးဖွားခဲ့ပြီးစက်တင်ဘာမော်ဒယ်တွေအတွက်အရေးသွေးနှင့်လေ့ကျင့်ရေးဒေတာတွေထောက်ပံ့ပေးတဲ့ Scalean Company ရဲ့မူရင်းတည်ထောင်သူနဲ့ CEO ဖြစ်ထင်ရှားပါတယ်။သူမိဘတွေက Los Alamos မြို့သားတက်ခွက်ကမှ Rubber Beer ပညာရှင်တွေဖြစ်ပြီးဒီချက်ကသူ့ကိုနီးပညာစိတ်ဝင်စားစေပါတယ်။ငယ်စဉ်ကတည်းက ကုန်တင်ရေးသားခြင်းကိုစိတ်ဝင်စားခဲ့ပြီးမြို့သားတင်ချာနဲ့ရူမော့ဗီတာပြောင်းမွေ့နေမှာပါဝင်ရှင်ပြန်ခဲ့တဲ့ခြားသိပ်ပါ2016အသက်19နှစ်အရွယ်မှာ MIT Massachusetts နေပြည်တော်ကတက်ရောက်နေတဲ့ SKAI ကိုစတင်တည်ထောင်ပါလေ AI ဖွံ့ဖြိုးရေးတွက်တိကျ data လိုအပ်ချက်ကိုဖြည့်ရှင်းမှုရည်ရွယ်တဲ့ဒီစတင်တည်ထောင်မှုကိုအာရုံစိုက်ဖို့သူဟာတက္ကသိုလ်ကနေအကြောင်းထွက်ပါလေ SKAI ဟာ General Motor Flux Expo အစရှိတဲ့ ြီးမားတဲ့လုပ်ငန်းတွေနဲ့ချိတ်ဆက်ပြီးအများဆုံးအောင်မြင်ခဲ့ပါတယ်။2021မှာတော့ SKI တန်ဖိုးဟာဒေါ်လာ9.3မီလီယံနေရှိပြီးအလက်ဇန္ဒားဝန်ဟာ24နှစ်ရွယ်မှာပဲကမ္ဘာအငွေဆုံးကိုအောက်ကိုကိုဘီလီယံတထေးဖြစ်ဆင်းနေနေပါတယ်။2024မှာ Serie F ရန်ပုံငွေအတုံးမှာဒေါ်လာ10မီလီယံရရှိပြီးကော်မတီတန်ဖိုးဟာဒေါ်လာ14မီလီယံချီနှဆတိုးခဲ့ပါတယ်။2025အပြီးမှာတော့ဝန်ရဲ့ပိုင်ဆိုင်မှုတန်ဖိုးဟာဒေါ်လာ1ဘီလီယံလောက်အနည်းဆုံးရှိမယ်လို့ခန့်မှန်းထားပါတယ်။ scale ရရဝန်ဆောင်မှုတွေဟာလိုလျောက်မောင်းနေတဲ့ယင်နေတဲ့ online စီးပွားရေးလိုလုပ်ငန်းစုံမှာ AI application တွေဖွံ့ဖြိုးရေးမှာတိကခံကဏ္ဍကပေါ်ဝင်ပါတယ်။ Meta, Microsoft, OpenAI အစရှိတဲ့ဒီပညာလုပ်ငန်းကြီးတွေပူးပေါင်းပြီးသူတို့ရဲ့ AI စီမံချက်တွေအရေးပါတဲ့ data ဝန်ဆောင်မှုတွေပေးနေပါတယ်။ကုန်တင်းကိုစိတ်ဝင်စားသူတို့မှာ AI လုပ်ငန်းမှာဦးဆောင်သူတို့ဖြင့် Lazada ဝန်ကြီးဟာ နိဗ္ဗညာနဲ့စံသစ်တည်ထွင်မှုပေါ်သူရဲ့ကြီးမားတဲ့လွှမ်းမိုးမှုကိုလူတိုင်းသတိထားမိလာပါတယ်။အသက်၁၉နှစ်ရွယ်ဝမ်ဟာစကေးယံကိုတည်ထောင်ပြီးဒေါ်လာ9.3ဘီလီယံတန်ဖိုးရှိကမ္ဘာငယ်ဆုံးကိုအောက်ကိုကိုဘီလီယံနာဖြစ်လာတာပါ။ Open AI နဲ့ Microsoft တို့ကသူရဲ့ AI နိဗ္ဗညာဆိုင်ရာကျွမ်းကျင်မှုကိုလိုအပ်နေပြီးဩဇာလွှမ်းမိုးမှုကတဖြည်းဖြည်းများလာပါတယ်။ Alexandra Wan ဟာနောက် AI လောကမှာနောက်တက်လာမယ့် Elon Musk ဖြစ်မှာကြာခဏယဉ်ညွတ်ခံရပြီးသူရဲ့ Scale AI Company ဟာ OpenAI Microsoft ပါဝင်နည်းပညာလုပ်ငန်းကြီးတွေနဲ့ပူးပေါင်းပြီး AI စီမံချက်တွေကိုကမ္ဘာအဆင့်မီ data တွေ top up failure ရှိတယ်လို့သိရပါတယ်